စကလုံးနေနဲ့တက်တည်မပြပါနဲ့လောရန်နဲ့ပဲတက်တည်ပြပါပန်းလေးတွေကြီးထွားလာအောင်လှုပ်ပေးနေတာမိုးရေပါမိုးကြိုမဟုတ်ပါဘူးဒါကြောင့်ကိုယ့်ရဲ့ရင်သွေးတွေကိုတကယ်ချင်းစူပူအောင်ငောက်တာမလုပ်ပါနဲ့အေးချမ်းသွားလမ်းညော်ပြတာပါလောကမှာအင်အားအကြီးဆုံးစစ်တီရောနှုတ်ဦးကတော့စိတ်ရှည်တီခံခြင်းနဲ့ဇွဲလုံးလာပါပဲတခြားသူတွေရဲ့အမားကိုဝေဖန်ဖို့လွယ်ပေမဲ့ကိုယ့်ရဲ့အမားကိုမြင်အောင်ကြည့်ဖို့တော့လူတိုင်းမလုပ်နိုင်ပါဘူး ကြားရတဲ့အရာတွေကိုချက်ချင်းမယုံလိုက်ပါနဲ့။ဘာကြောင့်လဲဆိုတော့အလေညာတွေကပို့ပြီးမြန်မြန်ပြန်နံတတ်လို့ပါ။အတိတ်ရဲ့ကျင်းသားမဖြစ်ပါသေးနဲ့။အနာဂတ်ကိုလည်းအရင်ကြီးမျှော်မှန်းမကြည့်နဲ့။လက်ရှိပြစ္ဆုတ်ပံတဲတဲမှာပဲနေထိုင်ပါ။ကိုဘဝတိုးတက်စေဖို့အတွက်အကောင်းဆုံးရွေးချယ်လုပ်ကိုင်လိုက်တာဟာတကူကောင်းစံနာမဟုတ်ပါဘူး။မင်းရဲ့အကောင်းဆုံးစေရာကတော့မင်းကိုယ်တိုင်လုပ်မိတဲ့အမှားတွေပဲ မင်းဟာဘာဖြစ်တဲ့အကြောင်းမင်းကိုမင်းပဲတတ်တည်ပြပါတခြားသူတွေကိုတတ်တည်ပြဖို့မလိုပါဘူးတခြားသူတွေဘာပဲပြောနေပါသေးကိုမှန်တယ်ထင်တဲ့အရာကိုပဲလုပ်ပါဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တိုင်းကိုကိုပဲတာဝန်ယူရမှာဖြစ်တာကြောင့်ပဲကိုယ့်ရဲ့စကားကိုနားမထောင်တဲ့လူတယောက်အတွက်တိတ်တိတ်နေလိုက်တာကောင်းတုံးပဲဘဝမှာအရင်ကြီးမချမ်းသာရင်တော့ကိုပြောချွင်တဲ့အလုပ်ကိုလုပ်ဖို့မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်နေဖို့ကအရေးကြီးပါတယ် လူတွေလိုချင်တာသကလုံးတွေပြောမယ်ထက်မြတ်တဲ့ပါးစပ်တွေမဟုတ်ပါဘူးနှလုံးသားနဲ့နားထောင်ပေးမယ်သူပါသကလုံးတွေကလိန်လို့ရပေမဲ့လောရက်တွေကတော့အမှန်တရားကိုပဲပြပေးတယ်နားကျင်မှုဆိုတာမင်းကိုသင်ခန်းစာပေးဖို့အတွက်ရောက်လာတယ်အကောင်းဆုံးစေရပါစိတ်ကိုလိုလိုက်ပြီးလိုချင်တာတွေရှောက်ဝယ်နေမိတဲ့အခါလက်တွေ့ဘဝတွေကအဖို့တန်တဲ့အရာတွေကိုလက်လို့ရတတ်တယ်။မိတ်ဆွေစစ်တွေကိုဘဝရဲ့အဆိုးဆုံးအချိန်တွေမှာရှာဖွေတွေ့ရှိတတ်တယ်။ ငြိမ်ငြိမ်လေးနေပြီးဘာမှမသိကြအောင်ဆောင်းလိုက်ခြင်းဟာတက်ရောက်ကန်းနေအတွက်အကောင်းဆုံးတုံ့ပြန်နည်းဖြစ်ပါတယ်။လောကမှာလူတယောက်ဟာအမြဲတမ်းမှန်ကန်နေရလို့ဘယ်တင်ကန်းသာမှမပြထမ်းမထားပါဘူး။တခြားသူတွေရဲ့ဝေဖန်မှုတွေကြောင့်ကိုရှောင့်နေတဲ့ခီးလန်းကိုရက်တက်မဖြစ်ပါနဲ့။ကိုယ့်ရဲ့ကြာရှုံးမှုတွေကတခြားသူကြောင့်ဖြစ်တယ်လို့တွေးလိုက်ရင်အယံဝနာကျင်ခံစားရတတ်ပါလေ။ကိုကိုယ်တိုင်းကြောင့်ဖြစ်တယ်လို့တွေးလိုက်တဲ့အခါမှာမင်းဟာငြိမ်းချမ်းမှုကိုရှာဖွေတွေးရှိပါလိမ့်မယ်။ ိုကိုကိုမမချစ်တဲ့သူဟာတခြားသူတွေကိုလည်းချစ်တတ်မှာမဟုတ်ပါဘူး။ကိုမပိုင်ဆိုင်လဲရတဲ့အရာတွေတော့ဝမ်းနေမနေပါနဲ့။ကို့မှာရှိနေတဲ့အရာတွေတော့လည်းပျော်ရွှင်တတ်ပါသေး။လူတွေအားရိုးရှင်းတဲ့ဘဝကိုရှုပ်ချက်ကအောင်လုပ်ပြတတ်ကြတယ်။ဘာကြောင့်လဲဆိုတော့လူတယောက်ကိုမတွေးချင်ဘူးလား။ဥပျက်ခါပြုလိုက်ပါ။မိကုန်းနေမိသေးရာရှိတဲ့အခါမိလိုက်ပါ။တခုခုကိုမကြိုက်ဘူးလား။ဒဲပြောပြလိုက်ပါ။တခုခုကိုရအောင်ကျင်လာလား။ပိုပြီးကြိုးစားလိုက်ပါ။ တယောက်ယောက်ကိုချင်မိနေလားဖွင့်ပြောကြည့်လိုက်ပါဒီလိုရိုးရိုးရှင်းရှင်းလုံးလို့ရတဲ့အရာတွေကိုခက်ခဲအောင်လုပ်နေကြတာကြောင့်ဘဝကြီးကပိုပြီးခက်ခဲနေရတာပါဘဝကတူပါတယ်ဒါကြောင့်ကိုကိုကိုချစ်ပါ ပြောအောင်နေပါပြုံးပါပြီးတော့ကိုယ့်အတွက်ပဲကိုယ်အသက်ရှင်ပါ